အလုံးမဲမင်္ဂလာပါဝိုင်းလေးဒီနေ့ပြိသက်တွေကိုဝတ္တအလူချူချက်ရဲ့ချင်မောင်ဟင်းကျူလေးရဲ့ချက်ပြချင်ပါတယ်ဝိုင်းနဲ့တူလိုက်ကြည့်ပေးပါဦးနော်အရင်ဆုံးအလူကိုလေးစိတ်ခွဲပါမယ်အလူတုံးတတိလေးတုံးပါမယ်ပြီးရင်တော့ဂျင်းကိုပပလေးလီးပြီးတော့တောက်တောက်ဆင်ပါမယ်ဒီနေ့ချက်မဲ့ဝတ္တဟင်းလေးရာလွယ်ကူယူရှင်းပြီးတော့ဝိုင်းလေးအများအားချက်စားဖြစ်တဲ့ဟင်းလေးဖြစ်ပါတယ်ဝိုင်းလေးအရင်နဲ့ကြိုက်တဲ့ဟင်းတစ်ခွက်ပဲဖြစ်ပါတယ် ဲ့တော့ဂျင်းလေးတွေတက်တောက်စင်းမိပြီဆိုလို့ရှိရင်ကျစ်တူနီကိုလည်းလေးစိတ်ခွဲပါမယ်။ဝါလီယာကျစ်တူနီအများကြီးထဲတာမကြိုက်ဘူးဆိုတော့ကျစ်တူနီကိုတချမ်းပဲသုံးပါမယ်။တချမ်းကိုတော့ချက်မောင်းကြီးချက်ဖို့တော့ကိုချန်နာမှာဖြစ်ပါတယ်။ကဲဝတားချုံရင်ချက်ဖို့အတွက် ready ဖြစ်ပါပြီ။ဒါကတော့ပါဝင်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ဆိုတော့ဝတားနှပ်ဖို့အတွက်အရင်ဆုံးချင်းစား တကြားရတာမဟုတ်ကြာညှိုးထဲပါမယ်ပဲငံ့ပြားရဲ့အနောက်ပေါ့နော်အဲ့ဒါတွေအားလုံးကို ရောသမပြီးတော့နေပြီးတော့နှက်ထားလိုက်ပါမယ်အရသာတွေအားလုံးနှက်သွားပြီဆိုလို့ရှိရင်တော့ဝိုင်းလေးတို့စချက်လို့ရပါပြီအရင်ဆုံးဒဲအိုးကိုပူအောင်ထားပြီးတော့မှစီထဲပါမယ်စီပူလာပြီဆိုလို့ရှိရင်ဝတ်သားကိုအရင်ထည့်ပြီးတော့မှလှိမ့်ပါမယ် ဝိုင်းရဝတားကိုနည်းနည်းအညိုလေးထက်လို့ရှင်တာမို့လို့ပိငံပြရဲ့အနောက်ကိုနည်းနည်းလေးထက်ထဲပါတယ်ကျင်းနဲ့ဝသားနဲ့ပေါ့နော်အယောင်လေးတွေစပြီးတော့ဝသားလေးတွေကြက်လာပြီးရောလာပြီးဆိုလို့ရှိရင်ရေလေးနည်းနည်းထည့်ပြီးတော့မှအဖုံးအုပ်ပြီးတော့မှခဏနှက်ထားလိုက်ပါမယ်။ပြီးရင်တော့အဖုံးလေးဖွင့်ပြီးတော့မှဝသားအချီနေလေးကြည့်ပါရဲဝသားလေးနည်းနည်းနူးလာပြီးဆိုလို့ရှိရင်တော့ အာလူးထည့်ရတော့မှာပဲဖြစ်ပါတယ်ဒီအနေထားလေးနဲ့ဝမ်လီကအာလူးလေးကိုထည့်ပြီးတော့မှာယော်လိုက်ပါတယ်ဝမ်လီဝက်စီလေးတွေကိုနည်းနည်းပြန်ထုတ်ထားပါတယ်အဲဒါကြောင့်ရေကနည်းနည်းလေးခံသွားရေပေါ့နော်ပြီးရင်တော့ရေလေးထည့်ပြီးတော့မှာအဖုံးအုပ်ထားလိုက်ပါတယ်ဝတာအရတာတွေနှက်ထားတာကွတိဖြစ်တဲ့အတွက်တခြားထပ်ပြီးတော့မှအရတာတွေထပ်တဲ့ဆရာမလို့တော့ပါဘူးပြီးလို့ရှိရင်တော့ကျက်တုံနီလေးတွေအပွားနေအုပ်ပြီးတော့ရေလေးနည်းနည်းထပ်ထည့်ပြီးအဖုံးလေးအုပ်ထားလိုက်ပါတယ် အဲ့ချိန်မှာဝန်လေးကအဝတ်လေးလျှော်ထားတာပြီးတော့မယ်။ရာသီဥတုလေးကလည်းမိုးအုံလေးနဲ့ပေါ့နော်။ကဲခုဆိုလို့ရှိရင်ရတာရှိတဲ့ဝသားအလူအချိုချက်လေးရပါပြီရှင်။ပြီးရင်တော့ဝသားနဲ့စားဖို့အတွက်ကိုချမဟွေးရေချင်းချင်းလေးချက်ဖို့အတွက်စတင်ပြင်ဆင်ပါမယ်။จิตตุนีตะชังอปปาลีปิโลชิงเนาะฉมองยั่วลีดิโอฉุยท้าบาเด ပြီးရင်တော့ရင်းနှီးတဲပါမယ်ပြီးလို့ရှိရင်ဇပလင်လေးထည့်ပါတယ်အနံ့လေးမွမွေးလေးဖြစ်နေအောင်ပေါ့နော် ပြီးရင်တော့ကျစ်တူနီလေးထည့်ပြုတ်ပြီးတော့ချက်မောင်ရဲထည့်ပါတယ်ချက်မောင်ရဲညူလာတဲ့အထီးတဲထားမှဖြစ်ပါတယ်ဒီဟင်းလေးကရိုးရှင်းပြီးတော့မှဝတားအချိုလေးနဲ့လည်းတွဲဆလို့ကောင်းပါတယ်ပြီးရင်တော့စာအရတာမုတ်ငပိလေးတွေကိုထည့်ပါမယ်ပြီးရင်တော့အဖုံးလေးအုပ်ထားပြီးတော့မှစူလာတဲ့ထိစောက်ပြီးရင်တော့စားလို့ရပါပြီရှင်။ ဒါတော့ဝင်လေးရဲ့နောက်ဖေးကမြင်ရတဲ့မြင်ကွင်းလေးပေါ့နော်။ရာသီဥတုအေးအေးလေးနဲ့ချမောင်ဟင်းရည်လေးရဲ့ပြီးလို့ရှင်ဝတ်သားချိုချက်လေးရဲ့ထမင်းစားပါတော့မရှင်။ဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးများတင်ပါတယ်။ဝင်လေးရဲ့မချက်တက်ချက်တက်နဲ့ချက်ထားတဲ့ဟင်းလေးတွေလည်းအဲပရိသတ်တွေကိုလည်းကြွေးကျင်ပါတယ်နော်။ကဲအားလုံးပဲနောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်။တတား။